အိမ်နဲ့ဝင်းနေတဲ့အင်လွမ်းစာပြည်သက်လေးတွေရေးမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွမ်းစာစီစဉ်လေးမှာတော့မုံလာဦးပိုတီတက်နှက်လေးလုပ်ပြီးတော့ထမင်းစားကြမယ်နော်မုံလာဦးပိုတီလုပ်မယ်ဆိုရင်မုံလာဦးဖြူအလုံးချောတာလေးနဲ့လုပ်တာကပိုပြီးတော့အဆင်ပြေတယ်ပေါ့နော်အရွက်ကိုတော့အချင်းဟင်းချက်စားပါမယ်အရင်ဥဆုံးပိုးဒီကောင်လုပ်မယ်မုံလာဦးလေးတွေကိုအခွန်မှာပါမယ်နော် အခွန်နွားပြီးပြီဆိုလို့ရှင်တော့မထူမပါလေးလီးပေးပါမယ်။ဒီလိုစောင်းစောင်းလေးနဲ့အဆုံးထိမလီးပဲနဲ့ခပ်ဖွားဖွားလေးပဲလီးပါမယ်နော်။တစ်ဖက်ကိုလီးပြီးပြီဆိုလို့ရှင်တော့နောက်တစ်ဖက်ကိုလည်းခုနကလိုပဲခပ်ဖွားဖွားလေးပဲလီးပေးပါမယ်။တစ်ဖက်ကတစောင်းလေးလီးပြီးတော့တစ်ဖက်ကအတက်လေးလီးမယ်ဆိုလို့ရှင်လည်းရပါတယ်။ဒီမှာတော့နှစ်ဖက်လုံးကိုတစောင်းလေးလီးပေးထားပါရနော်။လက်လုံပြီးတော့မပြတ်အောင်တော့လီးပေးဖို့လိုတာပေါ့နော်။တုံတုံလေးနဲ့ပိုးဒီကောင်လေးလိုပဲနော်။ အားလုံးနှိပ်ပြီဆိုလို့ရှိရင်တော့စားထည့်ပြီးတော့နေပါမယ်။နေတဲ့အခါမှာမုံလာဦးရဲကို စားဝင်အောင်လို့ဒီလိုလေးဆုပ်ဆုပ်ပြီးတော့မှနေပေးပါမယ်။စားနေနေပြီးတော့မိနစ်30လောက်နှစ်ထားလိုက်ပါမယ်ရှင်။ပုံးကြီးကိုလည်းအသင့်ပြင်ထားပါတယ်။မိနစ်30လောက်ကြာပြီဆိုလို့ရှင်တော့စားနေတဲ့နေရာတွေမုံလာဦးပူရီလေးတွေကိုစားရည်လေးကြီးစုပ်ထားပါမယ်နော်။ အချင်းနဲ့စင်ဖို့အတွက်ပုံရည်ထည့်ပါမယ်။ပြီးရင်တော့တကြားထည့်မယ်။စားထည့်ပြီးတော့မွေလိုက်ပါမယ်။ပြီးရင်တော့မုံလောက်ပိုးဒီကောင်လေးထည့်ပြီးတော့၃နာရီလောက်စိန်ထားလိုက်ပါမယ်နော်။ပုံးရင်မရှိဘူးဆိုလို့ရှိရင်တော့ရှာလကာရင်နဲ့လှုပ်စားလို့ရပါတယ်ရှင်။၃နာရီလောက်အချင်းနဲ့စိန်ထားတဲ့ပိုးဒီကောင်လေးတွေကစားလို့ရနေပါပြီ။ ဒါဆိုရင်မုံလောက်ပူရီတနက်လုပ်ဖို့အတွက်အချင်းကြီးဆုတ်ထားမယ်တနက်မလုပ်စားဘဲနဲ့ငပိကျော်တို့ငပိရောင်တို့နဲ့တွင်းစားမယ်ဆိုလို့ရှင်လည်းရပါတယ်ရှင်တနက်လုပ်ဖို့အတွက်ထည့်ရမယ့်ပေါင်းပစ္စည်းလေးတွေကိုအသင့်ပြင်ထားပါမယ်နော်မြုပ်တီထားမယ်မြုပ်တီညက်ပြီဆိုလို့ရှင်တော့စစ်တုံပြူထားပါမယ်ပြန်တော့စစ်တုံလေးထည့်ပြီးတော့မှညနေအောင်လို့ထောင်းလိုက်ပါမယ်နော် င်းစားငပိလေးကိုရေနဲ့ဖြောထားမယ်။အလုံးပြင်ပြီးပြီဆိုတော့စီစုအောင်လို့အရင်တဲပြီးတော့မှထောင်းထားတဲ့ခင်းနစ်တွေထည့်ပြီးတော့မှစီသက်ပါမယ်။နေနေမုံလေးနေငယ်ထင်မယ်စစ်သွန်လေးတွေကမွေးလာပြီဆိုလို့ရှင်တော့ဖြော်ထားတဲ့စင်စားငပိလေးထည့်ပါမယ်ငပိလေးမွေးလာပြီဆိုမှနှမ်းထည့်ပါမယ် ်မုံလောက်ပူတီလေးထည့်ပြီးတော့မီးအေးလေးနဲ့တမတောင်းလို့ခပ်ဖွားလေးပဲမှွေထားပေးပါမယ်ပူတီကချက်ပြီးသားဆိုတော့ဒီတိုင်းစားလို့ရတာဆိုတော့လေအကြာကြီးချက်စရာတော့မလိုပါဘူးရှင်အရသာနဲ့နှစ်အောင်နှစ်ပြီးလို့ရှင်ရပြီပေါ့နော်အရသာမြည်ကြည့်ပြီးလို့ရှင်တော့လိုအပ်တာတွေထည့်ထည့်လို့ရပါတယ်ရှင်အရသာမိုးလေးအနေငယ်ထည့်မယ် ုံလောက်ကိုဒီတနက်ဒီချက်ပြီဆိုတော့ထမင်းစားဖို့ပြင်လိုက်ပါမယ်နော်ရှောင်းရွက်လေးပပလေးပြီးတော့မုံလောက်ပူရီတနံပေါ်မှာဖြူလိုက်မယ်မုံလောက်ပူရီတနံလေးရပါပြီရှင်မုံလောက်ပူရီတနံကိုထမင်းနဲ့စားလို့ရတယ်လို့ပဲမုတ်ဖက်လေးနဲ့တုပ်စားလို့လည်းရပါတယ်ရှင် စားလိုက်လို့ရှိရင်တချွတ်ချွတ်နဲ့ချွတ်ချင်းငန်ဆက်အရတာလေးနဲ့အရာကိုစားလို့ကောင်းပါရဲ့ရှင်။မုံလောက်ပိုရီယာဒီဆိုလို့ရှိရင်တော့လောက်ရတာလွယ်ကူတဲ့ဒီမုံလောက်ပူရီတနက်လေးကိုအမြဲလှုပ်ရှားဖြစ်ပါရဲ့ရှင်။မုံလောက်ပူရီတနက်လေးကြည့်ပြီးတော့အိမ်ငယ်ပြေးကြမယ်လို့မျှော်လင့်ပါရယ်။နောက်ပတ်ဒီမှာပြန်ဆောင်ကြမယ်နော်။